အားလုံးပဲမင်္ဂလာပါဆရာဂျိုကြီးပါကျွန်တော်တို့ AI for MSME ကနေ welcome လုပ်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ပိုင်းမှာတော့ AI ကို ကျွန်တော်တို့အနေနဲ့ဒီကိုအိမ်မှာကိုယုံမှာပေါ့နော်ကိုစီးပွားရေးမှာဘယ်လိုသုံးလဲဆိုတော့ကျွန်တော်တို့အကြမ်းမြင်ဆွေးနွေးခဲ့ကြတယ်ဒီပိုင်းမှာကြတော့ကျွန်တော်တို့မတူညီတဲ့ industry တွေမှာ AI ကိုဘယ်လိုသုံးလဲဆိုတာကိုကျွန်တော်တို့လေနည်းနည်းလေးပေါ့နော် explore လုပ်လိုက်ချင်တာပေါ့နော်အဲ့တော့ဥပမာကျွန်တော်တို့နေအိမ်တိအိမ်မှာဆိုလို့ရှိရင်အခုခေတ်ပေါ့နော်ရေခဲတက်တာတွေအဝေးလျှော်ဆက်တွေရှိကြတယ် အဲ့ဒီရေခဲတရအဝတ်လျှော်ဆက်တွေကျွန်တော်တို့ microwave တွေပေါ့နော်အဲ့ဒီမှာ AI ပါလားဆိုရင်မေးခွန်းကျွန်တော်တို့စာပြီးမေးတင်ပါတယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့နားလည်ထားတဲ့ ChatGPT တို့ Gemini တို့လို့ဒီခုနကပြောတဲ့ကျွန်တော်ပြီးခဲ့တဲ့ပိုင်းကကျွန်တော်တို့ title ဟာဆွေးနွေးခဲ့တဲ့ဒီ generative pre-train transformer ဆိုတဲ့ GPT ဆိုတဲ့ technology ဟုတ်ချင်မှတော့ဟုတ်မယ်ဒါပေမဲ့ AI ရဲ့ဒီခေါင်းစဉ်အောက်မှာပါတဲ့ neural networks တို့ neural networks တို့ fuzzy logic တို့ကိုထည့်သွင်းထားတဲ့ဒီ AI နဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေပါတယ်ဆိုတော့ကျွန်တော်တို့ဖြည့်စွက်ပြီးရှင်းပြချင်တာပါအဲ့တော့ဥပမာအပြင်ဆိုရတော့ကျွန်တော်တို့ washing machine မှာကျွန်တော်တို့အဝတ်တွေထည့်မယ်ရေတွေထည့်မယ်အဝတ်အစားအမျိုးအစားပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဘယ်လို setting လေးတွေချိန်မယ်ဆိုတာ AI ပါတယ်ဆိုတာလေးကိုကျွန်တော်တို့အကြံဉာဏ်လေးတင်ပြချင်ပါတယ် တော့အဲ့ဒါကိုကျွန်တော်တို့ကရေးမိပြီဆိုလို့ရှိရင်ကျွန်တော်ကျမ်းမာရေးပေါ့နော် health care နဲ့ပတ်သက်တဲ့ကိစ္စတွေမှာ AI အနေနဲ့တော်တော်ကြီးကိုဒီအရေးပါအရာရောက်တဲ့နေရာတနေရာကနေလွန်ခဲ့တဲ့အနှစ်20 30လောက်ခရဲကကိုကျွန်တော်တို့ digital transformation ပေါ့နော် digital tools တွေသုံးတာနဲ့အတူကို AI ကဒီလွန်ခဲ့တဲ့အနှစ်20 30ကကိုသုံးနေပြီဆိုတာလေးကိုကျွန်တော်တို့တည်တင်တည်ထိုင်ပါတယ်အဲ့တော့အများသူကဒီရိမ့်မိခြင်းမှာရိမ့်မိမယ်ကျွန်တော်တို့အခုခေတ် အာလေမြန်နေပေါ့နော်အလေမြန်ကြီးတွေရှိမယ်ကျွန်တော်တို့ boring အာ boring 747 767အစရှိတယ်အမတန်ကိုခစ်မိပြီးတော့အမတကောင်ခက်ခက်ခဲခဲနဲ့ကို control လုပ်ရတဲ့အာ commercial လေမြန်နေလို့ခေါ်တာပေါ့နော်အများသူကကျွန်တော်တို့ဒီပြည်တွင်းမှာဖြစ်ဖြစ်ပြည်ပမှာပဲဖြစ်ဖြစ်စီးရတဲ့ဒီလေမြန်နေဆိုလို့ရှိရင်လည်းကျွန်တော်တို့လေလေမောင်တွေပေါ့နော်လေရင်မယ်တွေလေရင်မှုတွေကို AI အနေနဲ့ဒီပြီးခဲ့တဲ့ဆယ်စုနှစ် ဟိုနှစ်ခုသုံးခုလောက်ခရေကားကိုဒီထဲထဲဝဝင်ကြီးကိုကုညီပံမိုးပေးတဲ့ကန်နာလေးတွေကိုကျွန်တော်ကောက်နှုတ်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အကြမ်းမြင်အဖြစ်ပေါ့နော်အခုမှဒီမှာပေးထားတဲ့ပုံလေးအတိုင်းပဲကျွန်တော်တို့ရဲ့ washing machine ပေါ့နော် wash or set မှာဆိုလို့ရှိရင်ကျွန်တော်တို့ option လေးတွေ လေး၅မျိုးလောက်ရှိတယ်ပေါ့နော်ကျွန်တော်တို့ရေကိုအပူအေးလိုချင်လားဒီဒီကျွန်တော်တို့အဝတ်စားအားဖြင့်ပေါ့နော်နဲမာလားမြားမာလားပြီးပြီဆိုလို့ရှိရင် ကျွန်တော်တို့ရေထဲခြင်းမှွေခြင်းရေညှစ်ခြင်းပေါ့နော်အာပြီးရင်ကိုယ့်ရဲ့အဝတ်အမျိုးအစားကကျွန်တော်တို့ကဂျင်းပေါင်းပြီလို့အာ ီအဝတ်စားမျိုးရှော်မှာလားဒါမှမဟုတ်လို့ရှင်ဇာတွေဒါမှမဟုတ်လို့ရှင်လဲကျွန်တော်တို့ဒီချနာုံတွေအစားရှိတယ်ဒီမတူညီတဲ့အဝတ်အာပိတ်စာပေါ့နော်အဝတ်စားမျိုးတွေကိုရှော်မှာလားဆိုလို့ရှင်ဒါတွေကိုကျွန်တော်တို့ကဘလောက်ပဲနောက်ွယ်ကနေဒီ programming သဘောတရားအရာချိတ်ဆက်ထားတယ်ပဲပြောပြောဖြစ်နိုင်ကြီး option တွေပေါ့နော်ဖြစ်နိုင်ကြီး option တွေကအများများလုံးအားကြီးလို့အမျိုး60အမျိုး80အမျိုး100လောက်ကို ဟိုကျွန်တော်တို့က fuzzy logic ဆိုတဲ့ဒီချင့်ကမှုတစ်ခုနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကအလွယ်တကူ programmer တယောက်အနေနဲ့ကိုဒီမတူညီတဲ့ကဏ္ဍ၄၅မျိုးမှရှိတဲ့ကဏ္ဍတစ်ခုမှဆိုလို့ရှိရင်ကျွန်တော်တို့ဖြစ်နိုင်ခြေအာ၃၄ခု၄၅ခုကို ကျွန်တော်တို့ကအလွယ်တကူကိုတိဆောက်ပြီးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ AI ကိုလွန်ခဲ့တဲ့အနှစ်20 30 40 50 50ကတည်းကကိုပေါ့နော်ဆယ်စုနှစ်၄၅ခုကတည်းကကို AI ကိုကျွန်တော်တို့ကသုံးတဲ့နေရာတွေဒီ တကယ်ပေါ့နော်ပရိုဂရမ်မာတယောက်အနေနဲ့ကိုဒီဖြစ်နိုင်ခြေတွေမြောင်များစွာကိုကျွန်တော်တို့ကအလွယ်တကူလေးကို manage လုပ်နိုင်အောင်အလွယ်တကူကိုကျွန်တော်တို့ကလမ်းပြပေးနိုင်အောင်ပေါ့နော်အဲ့လိုနေရာတွေမှာ fuzzy logic တို့ neural networks တို့ကိုကျွန်တော်တို့သုံးမိသားဖြစ်ပါတယ်အဲ့တော့ဥပမာအားဖြင့်ကျွန်တော်တို့လေမြန်ဒီလေရင်လေရင်မှုတယောက်အနေနဲ့ပေါ့နော်ဒီလေရင်နဲ့ပတ်သက်တဲ့သူတို့ control လုပ်ရမယ့်အပိုင်းနေဆိုလို့ရှိရင် တော်တော်ကိုများပါတယ်တော်တော်ကိုများပါတယ်ဆိုတာကျွန်တော်ဒီပုံမှာရင်ကြည်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီလေရင်အတက်အာဒါမို့ရှင်လေရင်အစင်းလေရင်လေထဲမှာလေဟုန်စီးနေတဲ့အချိန်မှာလောက်ရမယ့်ကဏ္ဍတွေအာကျွန်တော် traffic control နဲ့ဒီဟာဟိုထရက်ဖစ်ကွန်ထရိုးလ်နဲ့ကျွန်တော်တို့ information ပေးပေါ့နော်အကြောင်းကြား timing ဆွေးနွေးအပြောင်းလဲလုပ် adjust လုပ်ရတဲ့ကဏ္ဍတွေဆိုလို့ရှိရင်တော်တော်များများကဒီ Boeing ီ747 767ဒီမှာသူတို့ရဲ့ဒီ earlier iteration တွေပေါ့နော်အစောပိုင်း version တွေမှာကိုဒီအတိုင်းအတာတစ်ခုထိဒီလေမှုတွေအနေနဲ့ဒီ control လုပ်ရတာလွယ်ကူအောင် AI ကို နောက်ွယ်မှာသုံးမိသားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကမှန်းကြည့်လို့ရပါတယ်ဒါပေမဲ့ဒီဒီ washing machine တို့ကျွန်တော် Boeing 767တို့မှာသုံးတယ်ဆိုတာက ကျွန်တော်တို့ရဲ့ဒီ technically တော့ကျွန်တော် expert system လို့ခေါ်တာပေါ့နော်တတ်တတ်မှတ်မှတ်နဲ့ AI ကို သူ့ရဲ့ဘောင်းခတ်ထားတဲ့ကဏ္ဍမှာပဲသုံးတဲ့သဘောတရားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုကိစ္စတွေနဲ့အနေဝေးတဲ့ကျွန်တော်တို့ပုံမှန်လူတွေအနေနဲ့ဒါကိုဟိုမတိလိုက်မတိပါတာဖြစ်သွားတဲ့သဘောတရားလေးတော့ရှိတတ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီဟာ ဆက်သွားမယ်ဆိုလို့ရှိရင်အများသူက familiar ဖြစ်မဲ့ကိစ္စလေးတွေပေါ့နော်ကျွန်တော်တို့ကပုံနှပုံပေးထားမယ်အဲ့ပုံနှပုံမှာဘာလေးတွေများမတူညီဘူးလဲအာဆိုတာကိုကျွန်တော်တို့ကရှာဖွေမယ်ဆိုလို့ရှိရင်အလွယ်တကူအားဖြင့်ကျွန်တော်တို့က၃ခုဆိုလဲ၃ခု၅ခုဆိုလဲ၅ခုပေါ့နော်ဒီ10 second 15 second လောက်ကျွန်တော်တို့ကြည်ရင်းဖြင့်ကျွန်တော်တို့မျက်လုံးတွေကိုအုံတော့ကအာအကူညီနဲ့ကျွန်တော်ဆုံးဖြတ်လို့ရတယ်အဲ့ဒီသဘောတရားဒီ AI အနေနဲ့ကအမှန်တန်ကို ဟိုအလွယ်တကူနဲ့ပေါ့နော်တိတိကျကျကြီးကိုကုညီနိုင်တဲ့ကဏ္ဍထဲမှာတဖြည်းဖြည်းနဲ့ပုံပုံမူပြီးတော့ကောင်းမွန်လာတဲ့သဘောတရားရှိပါတယ်အဲ့တော့ဒါကိုကျွန်တော်တို့ကဒီကျမ်းမာရေးကဏ္ဍမှာပေါ့နော် ကျွန်တော်တို့ဒီဓာတ်မှန်ရိုက်တယ်ဆိုကြပါဆိုကျွန်တော် X-ray တွေ CT scan တွေ MRI တွေဆိုလို့ရှိရင်ကျွန်တော်ကိုယ်လေးဆိုလို့ရှိရင်တော့ဆယ်စုနဲ့နှစ်ခုလောက်ကလေးကပေါ့နော်ကျွန်တော်တို့ဒီဒီ2000တက်ကစ်2000ဟောပတ်ဝန်းကျင်လောက်ကလေးကကျွန်တော်တို့က X-ray တွေ CT scan နဲ့ MRI တွေကိုကျွန်တော်တို့က 2D လို့ခေါ်တဲ့ 2-dimensional imaging မှာနေမယ်အာဒီလွန်ခဲ့တဲ့တလားလောက်က imaging နဲ့အခုအာ imaging တွေကိုဘာကွာလဲပေါ့နော် 2D image တွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကနောက်တလား2လား3လားမှာဓာတ်မှန်ရိုက်တဲ့ဒီအာ image တွေကိုကျွန်တော်တို့က AI ကိုသုံးပြီးတော့ပေါ့နော်ဘလို့စင်ခဲပြောင်းလဲတာလေးရှိလဲဥပမာအဖြစ်ဆိုတော့တစ်ခုကကကြီးလာတာလားသေးသွားတာလား ဒါမှမဟုတ်လို့ရှိရင် displacement ပေါ့နော်ဒီနေရာကနေဟိုနေရာကိုပြောင်းသွားတာလားဒီနေရာကနေဟိုနေရာကိုရွှေ့သွားတာလားအဲ့လိုဟာမျိုးလေးတွေကိုကျွန်တော်တို့ကဒီမျက်လုံးနဲ့ကြည့်လို့ရတယ်ဆိုပေမဲ့ AI အနေနဲ့ကကျွန်တော်တို့ကိုဒီ image analysis ပေါ့နော်လို့ခေါ်တယ် image detection လို့လည်းခေါ်တယ်အဲ့ဒီအပိုင်းလေးတွေမှာဘယ်အော်အဖြူဆက်လေးရဘဲအမဲဆက်လေးရပိုကြီးလာတယ်ပိုသေးသွားတယ်ဘယ်နေရာကိုရွေ့သွားတယ်ဆိုတဲ့ဟာကိုဒီ AI ရဲ့အကူအညီနဲ့ဓာတ်ပုံမှာကျွန်တော်တို့ကသုံးသပ်လို့ရပါတယ် ဲ့တော့ကျွန်တော်တို့က2 dimensional တွေမဟုတ်ပဲね3 dimensional ပေါ့เนาะကျွန်တော် 3D space မှာနေမယ်ဒီ X-ray CT MRI အစရှိတဲ့ analysis တွေကိုလုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ခွဲစိတ်ကူတာဆရာဝန်ကြီးတွေ surgeon ကြီးတွေ consultant ဒီအတိုင်းအခံဆရာဝန်ကြီးတွေအနေနဲ့ဒါတွေကို 2D တွေမကပဲ 3D ကိုပါကျွန်တော်တို့ကစင်ကဲပြောင်းလဲမှုကိုအလွယ်တကူပဲပေါ့เนาะကျွန်တော်တို့မြင်သာပြီးတော့သူရဲ့ patient တွေပေါ့เนาะလူနာတွေကိုပုံမှန်ပြီးကောင်းမှန်ပြီးတိကျတဲ့ ဒီအာကျွန်တော်တို့ဒီ diagnosis တွေ prognosis တွေပို့ပြီးတော့ပေးလာနိုင်တယ်ပြီးပြီဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့အနေနဲ့ဖြည့်ဆွတ်ပြီးပြောကြားခြင်းတာကဆရာဝန်ဆရာမကြီးတွေကို မလိုဘူးဆိုတာထက်ကျွန်တော်တို့ရဲ့ကျွမ်းကျင်တဲ့ဒီဆရာဝန်ဆရာမကြီးတွေကိုဒီ AI အနေနဲ့ဒီကျွန်တော် digital နည်းပညာတွေနဲ့ပေါ့နော်ဘလို့ကူညီပေးနိုင်မယ်ဘလို့ပြီးတော့အမှားနဲ့အောင်ဘလို့မြန်ဆန်လွယ်ကူအောင်ကူညီပေးနိုင်မယ်ဆိုတဲ့သဘောတရားကိုကျွန်တော်တို့ဖော်ဆောင် ပေါ်ဆောင်ရမယ်ဆိုတာကိုသတိပြုစေချင်ပါတယ်။အဲ့တော့ဒါကကြတော့ကျွန်တော်တို့ကစေပညာနဲ့ပတ်သက်တာစေုံစေခဲနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်။အဲ့တော့ဒီ MSME တွေအနေနဲ့လည်းဒီသဘောတရားတွေကိုကျွန်တော်တို့ရဲ့ဒီ operation တွေ customer service တွေဒီ sales marketing ပေါ့နော်ဈေးကွက်ချဲ့ထွင်မှုကိစ္စတွေမှာလည်းယူသုံးလို့ရတယ်ဆိုတာကိုကျွန်တော်တို့ကဒါတွေကိုလေ့လာရင်းနဲ့ကိုကျွန်တော်တို့ဒီအတူယူပြီးတော့ account တွေပေါ်လို့ရတယ်။အဲ့တော့အကြမ်းများပြင်ဆိုတော့ ဒီမတူညီတဲ့ industry တွေမှာ AI ကိုသုံးတာတော်တော်ကြာပြီဆိုတဲ့တာရကလေးတွေကျွန်တော်တို့ချပြသွားမယ်ပေါ့နော်အဲ့ဥပမာအားဖြင့်ဒီကုမ္ပဏီကြီးတွေကုမ္ပဏီသေးတွေမှာကိုသုံးလို့ရတယ် HR မှာဆို ATS လို့ခေါ်တဲ့ application tracking system ပေါ့နော်အဲ့ကိုအာအလုံးမှာကိုဌာနမှာကိုယုံမှာ ကိုက အလုံးတစ်ခုခေါ်တယ်ဆိုလို့ရှိရင် CV တွေကိုအလွယ်တကူတင်ထားပြီးတော့ဒါတွေကိုပြန်ပြီးတော့သူကသုံးသပ်ပေးတာပေါ့ analyze လုပ်ပေးတာကိုယ့်ရဲ့ job description ကိုယ့်ရဲ့အာဒီ JD ပေါ့နော်ဒီအာလုပ်ငန်းကံကံရဲ့လိုအပ်ချက်ကိုဒီအရှောက်ထားတဲ့ဒီ applicant တွေရဲ့ CV တွေ resume တွေနဲ့ကျွန်တော် point for point ပေါ့နော် matching လုပ်ပေးတဲ့သဘောတရားလေးတွေကို ဟို account တွေဖော်ပြီး ATS system တွေဒီကျွန်တော်တို့သုံးလာတာဆယ်စုနှစ်တခုမကတော့ပါဘူးဒါပေမဲ့အခုခေတ်ကျွန်တော်တို့ဒီ ChatGPT Gemini ခေတ်ပေါ့နော်ဒီနေရာမှာတော့ကျွန်တော် LLM ဆိုတဲ့သဘောတရားကိုထည့်သွင်းပြီးပြောကြရပါမယ် large language model ဆိုတဲ့ဒီ AI ရဲ့ engine တခုဖြစ်တယ်ပေါ့နော်ဒီ LLM တွေဒီဒီလိုဒီ ATS ပေါ့နော် application tracking system တွေကိုပုံမူပြီးကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးလို့ရပါတယ်ဥပမာအားဖြင့်ဆိုရတော့ကျွန်တော်တို့ကဒီအလုပ်အတွက်ရှောက်ထားတဲ့ ဒီ applicant 12ယောက်မှာဆိုလို့ရှင်အလုပ်လျှောက်တဲ့12ယောက်မှာဘယ်သူကဘယ်ရှုထောင်းဝန်ကြည့်လို့ရှင်အသင့်တော်ဆုံးဒီအဆင်ပြေဆုံးပေါ့နော် interview ခေါ်ဖို့9ယောက်စစ်ထုတ်ပေးပါ6ယောက်စစ်ထုတ်ပေးပါဆိုလို့ရှင်ကျွန်တော်တို့ကစကားပြောလေးနဲ့ပဲဗမာလိုပဲဖြစ်ဖြစ်အင်္ဂလိပ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့က ADS ကို မေးပြီးတော့သူကကိုကို feedback ပြန်ပေးလိုက်လို့ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့က social media တွေသုံးတယ် Facebook, YouTube, TikTok အစရှိတဲ့ဒီကျွန်တော်တို့ platform တွေမှာဆိုလို့ရှိရင် ကျွန်တော်တို့ပြတဲ့ ဒီ information တွေဒီအာပုံတွေပဲဖြစ်ဖြစ် post တွေပဲဖြစ်ဖြစ်အာကျွန်တော်တို့ video တွေပဲဖြစ်ဖြစ်အဲ့ဒီဒီနောက်ွယ်မှာတုံးတဲ့ algorithm algorithm တွေဒီကျွန်တော်တို့ရဲ့ပြီးရင်ကျွန်တော်တို့ main ဆွေတွေရဲ့ interaction တွေပေါ့နော်ကျွန်တော်တို့ရဲ့ like လောက်တာ react လောက်တာ share လောက်တာ comment လောက်တာတွေကိုတုံးပြီးတော့ကိုယ့်ကိုနေ့စဉ်ဒူဝါပေါ့နော်တနိုင်နဲ့တနိုင်10မိနစ်နဲ့10မိနစ်ကိုဘာတွေပြရမလဲဆိုတော့တုံးတဲ့နေရာမှာတုံးထားပြီးသားပေါ့နော်အဲ့တော့ Facebook ဆိုလို့ရှိရင်လေလွန်ခဲ့တဲ့ ကျွန်တော်အမှတ်မမှားဘူးဆိုလို့ရှင်ဒီဆယ်စုံနှစ်တစ်ခုလောက်ကမှသူ့ရဲ့ဒီ timeline မှာပေါ့နော်သူ့ရဲ့ဒီ post ကိုဘယ်လိုပြရမလဲဆိုတာကို the feed system ကိုသူတို့တိဆောက်လိုက်တဲ့နေရာမှာအဲ့ algorithm ဒီသူပေါ်ထည့်သွင်းစဉ်းစားတဲ့ dimension တွေဒီကဏ္ဍတွေကအများကြီးပဲပေါ့နော်အဲ့တော့ထုံနည်း၎င်းမယ် YouTube မှာလည်းကိုယ့်ကိုပြဖို့ပေါ့နော်ဒီကိုယ့်ကိုပြဖို့အာဗီဒီယိုတွေကိုသုံးသပ်တဲ့အခါမှာကိုယ်ဘာတွေကြည့်ဘူးလဲကိုယ်ဘာတွေရှာတာလဲပြီးပြီဆိုလို့ရှိရင် ဒီကိုဘဲ page တွေပေါ့နော်ဒီကဘဲ YouTube channel တွေကို follow လုပ်ထားလဲ like ထုတ်ထားလဲ comment လုပ်ထားလဲဆိုပြီးကိုယ့်ရဲ့ဒီ engagement အဝဝကိုတုံးသက်ပြီးတော့မှကိုယ့်ကိုပြဖို့ content တွေကိုသူတို့ကဆုံးဖြတ်ပြီးတော့ algorithm က suggest လုပ်တဲ့သဘောတရားရှိတယ်ပေါ့နော်အဲ့တော့ကိုက များများ platform ပေါ်မှာ activity တွေရှိလေကိုကိုဒီ content တွေ suggest လုပ်ဖို့ပေါ့နော် video တွေ post တွေပြဖို့ကိုသူ့အနေနဲ့ကတုံးသက်ရတာလွယ်လေလို့ကျွန်တော်တို့ကနားလည်လို့ရတယ် အဲ့တော့ဒီ Facebook တွေ YouTube တွေထက်ပိုပြီးတော့ဗောနော Instagram တို့ထက်ပိုပြီးတော့ algorithm ကောင်းမွန်တယ်လို့လည်းပြောလို့ရတယ် algorithm ကျန်းတယ်လို့လည်းပြောလို့ရတာ TikTok ပေါ့နော်အဲ့ TikTok ကသူ့ရဲ့ TikTok ဗီဒီယိုတွေဒီကျွန်တော်တို့ကစက္ကန့်ပိုင်းအတွင်းမှာတွေပဲကျွန်တော်တို့တစ်ခုပြီးတစ်ခုပေါ့နော်ပြတ်ပြသွားတဲ့အတွက်ကြောင့်မလို့ကိုကြိုက်တယ်မကြိုက်ဘူးဆိုတာကိုသူကကိုရဲ့ like နှိပ်တာ comment နှိပ်တာနေနဲ့သိလို့ရတယ်လို့ကိုကဒီဗီဒီယိုတစ်ခုကိုအဆုံးအထိကြည်လားနှစ်ခါသုံးခါကြည်လား အဲ့ဒီလိုနီနာနေတရားတွေနဲ့လဲကိုယ့်ရဲ့ activity တွေကိုသူကသူ့ရဲ့ algorithm ကလေးလာတုံးတက်လို့ရတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်များများ Facebook တို့ YouTube တို့ကလည်း TikTok လို video တွေရဲ့ဒီ video တွေကိုစားသုံးသူတွေရဲ့တုံ့ပြန်မှုတွေကိုတုံးတက်တဲ့ဟာကို TikTok လောက်နည်းနည်းကောင်းအောင်ပေါ့နော်လိုက်ပြီးစ조사နေတဲ့ကဏ္ဍလေးလည်းရှိပါတယ်အဲ့တော့အခုလို့ပေါ့နော်ကျွန်တော်တို့က AI ကိုသုံးပြီးတော့ဒီ social media တွေအာကျွန်တော်တို့ video platform တွေ ဒီ Instagram တို့လို့ဒီ Pinterest တို့လို့ platform တွေကကိုယ့်ရဲ့ဒီ activities တွေကိုကြည့်ပြီးတော့ကိုယ့်ကိုဘာတွေပြရမလဲသုံးသက်တယ်ဆိုတဲ့သဘောတရားကိုသိပြီဆိုလို့ရှင်တော့ကျွန်တော်အနေနဲ့တခုတော့ကျွန်တော်အကြံပြုချင်တာရှိပါတယ်အင်္ဂလိပ်လိုပြောရမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့က going down the rabbit hole လို့ခေါ်ပါတယ်အဲ going down the rabbit hole ဆိုတာက ဒီ topic တစ်ခုကိုကဏ္ဍတစ်ခုကိုကျွန်တော်တို့အကြောင်းအရာတစ်ခုကိုပေါ့နော်အခုခက်မှာပေါ့နော် social media ခက်အခုလို algorithm တွေကြီးဆိုးတဲ့ခက်မှာကျွန်တော်တို့ကလေးလာလိုက်စားလိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ activity ဂျောင်းကိုသူကကို recommend လုပ်တဲ့ကိစ္စတွေဒီအဲ့ဒီကိစ္စနဲ့ပတ်သက်တဲ့အဲ့ဒီ topic နဲ့ပတ်သက်တဲ့စင်တူရိုးမားလေးတွေပဲတင်ပြရတယ်ဆိုတော့ကျွန်တော်တို့ကတတိမြင်တင်ပါတယ်ဥပမာအားဖြင့်ဆိုတော့ကျွန်တော်က ဒီအကဘာတမိုင်းမှာပေါ့နော်ဒူရီယာကဘာစစ်နဲ့ပတ်သက်တဲ့ဒီဗီဒီယိုတွေကိုကျွန်တော်ကကြည့်ပြတယ်ဒေါကူမန့်ထရီတွေကိုကျွန်တော်ကရှာကြည့်တယ်အဲ့ဒီဗီဒီယိုတွေဒေါကူမန့်ထရီတွေအပြင်ကျွန်တော်တို့ကဒီအတမိုင်းပညာရှင်တွေရဲ့သုံးသက်တဲ့ဒီအဒီအော်ဝါဒတွေနော်သူတို့ရဲ့တောင်းနဲ့တောင်းနဲ့ဝေဖန်တဲ့ကိစ္စတွေဖြစ်နိုင်ခြေတွေပေါ့နော်သုံးသက်ချက်ပေးတာတွေကိုကျွန်တော်ကနေ့စဉ်ဒူဝါပေါ့နော်တရက်နှစ်ရက်လောက်ကို အားရပါရတာကြည့်တယ်ဆိုလို့ရှိရင်ကျွန်တော်က going down the AI rabbit hole ဆိုတဲ့သဘောတရားဆောင်းသွားပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ algorithm ဒီကျွန်တော်ကိုဒုတိယကမ္ဘာစစ်နဲ့ပတ်သက်တဲ့ကိစ္စတွေပဲကိုကျွန်တော်ကိုဟိုထပ်ဖန်တလဲလေးကို recommend လုပ်နေမယ်ဆိုတဲ့သဘောတရားရှိပါတယ်။အဲ့တော့အကောင့်အနေနဲ့ကြည့်ရသည်ဆိုတော့ကျွန်တော်ကို research လုပ်နေတဲ့ topic ကိုကိုကအသားပေးပြီးလေ့လာခွင့်ရတယ်လို့ကျွန်တော်တို့နားလည်လို့ရတယ်ဆိုပေမဲ့ ကိုအနေနဲ့ကတခြားကိစ္စတွေကိုကို့အော်ဒီဇန်ကမပြလောက်တော်ဘူးဆိုတဲ့သဘောတရားကိုရှိတတ်ပါတယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဗမာလိုဆိုရင်တော့ပါသွားတာပေါ့နော်အဲ့ဒီဒီအယ်ဂရီသမ်ရဲ့ရေးစီးကြောင်းထဲမှာပါသွားတဲ့အတွက်ကြောင့်မလို့ကို့အနေနဲ့ကတခြားကိစ္စတွေကိုပြန်ကြည့်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကို refresh လုပ်ရတဲ့သဘောတရားဆောင်နေပေါ့နော်အဲ့တော့ကိုကဘောလုံးစိတ်ဝင်စားရင်ဘောလုံး basketball စိတ်ဝင်စားရင် basketball ဒါမှမဟုတ်လို့ရှိရင်တခြား topic တစ်ခုပေါ့နော်တခြင်းစိတ်ဝင်စားရဆိုတခြင်းပေါ့နော်ရုပ်ရှင်ဆိုလဲရုပ်ရှင်အဲ့လိုမျိုးပေါ့နော်သူ့ကို direction အစ်စ်ပေးပြီးတော့ refresh လုပ်ရတဲ့သဘောတရားဆောင်ပါလိမ့်မယ်အဲ့တော့တစ်ခါတစ်ခါကကျွန်တော်က AI ကိုသုံးတာပဲဖြစ်ဖြစ် social media ကိုသုံးတာပဲဖြစ်ဖြစ်နောက်ကွယ်ကဒီ algorithm ရဲ့ analysis သဘောတရားကိုကနားလည်ပြီဆိုလို့ရှိရင် ကျွန်တော်တို့က curiosity trap လို့ခေါ်တယ်ပေါ့နော်ကိုယ့်ရဲ့ curiosity ကြောင့်ကို curious ဖြစ်တယ်ကိုသိကျင်တဲ့ topic တွေကကိုယ့်ကိုလုံးဝဆွဲခေါ်သွားတဲ့ရည်စည်းကြောင်းတွေကိုပါသွားတယ်ဆိုတော့ကိုကရေးမိဖို့တော့လိုအပ်တယ်ဆိုတာလေးကိုတော့ကျွန်တော်အကျယ်တဝင်းကိုတင်ပြချင်ပါတယ်ဒီလိုကိစ္စတွေမှာကျွန်တော်တို့ဆယ်စုံနှစ်နှစ်ခုလောက်နီးနီးကြီးဆိုးထားတဲ့နှစ်ခုကြော်ကြော်လောက်ကိုပေါ့နော်ကြီးဆိုးထားတဲ့ Google ရဲ့ search နဲ့ SEO ကိုကျွန်တော်တို့နည်းနည်းလေးသုံးသပ်ဖို့လိုပါလိမ့်မယ်အဲ့တော့ Google ဒီတကဘာလုံးမှာရှိတဲ့ကျွန်တော်တို့ရဲ့ဒီ web pages တွေကိုပေါ့နော်ကျွန်တော်အာကျွန်တော်တို့အမှတ်မမှားအောင်ဆိုလို့ရှိရင်တော့တန်းပေါင်းထောင်ကနန်းတောင်းကနန်းရှိတဲ့ data data point တွေ web pages တွေကိုသူ့ရဲ့ Google ရဲ့ဒီ algorithm ကနောက်ွယ်မှာပေါ့နော်သူ့ရဲ့ဘလောက်ထိပတ်သက်လဲဆိုတော့ဒီ seal လဲဆိုတော့ relevance ပြီးလို့ရှိရင် authority ဆိုတော့ဒါက အာဒီ website ဒီဒီကဏ္ဍနဲ့ပတ်သက်လဲပတ်ပတ်သက်တယ်ဆိုလို့ရှိရင်ဘယ်လောက်ထိကျွမ်းကျင်လဲအာ industry မှာရှိတဲ့ဒီ expert တွေကဘယ်လောက်ထိအတိအမှန်ပြုလဲပြီးရင်နောက်တစ်ခုကအဲ့ဒီ page မှာ user တွေအနေနဲ့ပေါ့နော်ဒီ comment ပေးထားတာတုံ့ပြန်ထားတာ user generated content လို့ဟာမျိုး UGC ရှိလားဆိုတဲ့ကဏ္ဍနဲ့အကုန်လုံးကိုခြုံငုံသုံးသပ်ပြီးတော့ကျွန်တော်တို့ကသာ Google search လုပ်လို့ရှိရင် topic တခုပေါ့နော်ကျွန်တော်တို့ကရိုက်ထည့်လိုက်မယ်ဆိုလို့ရှိရင်အခုပေါ့နော်ကျွန်တော် Premier League ရဲ့ဘောလုံးဆိုလဲဘောလုံးပေါ့နော်အဲ့ဒါရိုက်ထည့်လိုက်မယ်ဆိုလို့ရှိရင် तू က second ဘိုင်းအတွင်းမှာပေါ့နော် millisecond အတွင်းမှာကိုကျွန်တော်တို့ကိုပြန်ပြီးပြနိုင်အောင်သူ့ရဲ့နောက်ွယ်ကစင်ဂျင်သုံးသပ်ထားတဲ့ကဏ္ဍလေးတွေပါတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီဥစ္စာကိုတို့ကချဲ့ထွင်းတဲ့အနေနဲ့ကျွန်တော်တို့စာနေတယ်မဟုတ်ဘူးကျွန်တော်တို့အတန်နဲ့လည်းမေးလို့ရတယ်ပြီးပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီပထဝီရက်တီမှုမှာမူတည်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ရက်ွက်ကိုယ့်ရဲ့မျိုးကိုယ့်ရဲ့မျိုးနဲ့ ကိုယ့်ရဲ့တိုင်းဒေသကြီးအစရှိတဲ့ဒီပထဝီ location မှာမူတည်ပြီးတော့စီးပွားရေးတွေပေါ့နော်ကိုရှာနေတဲ့ expert တွေကိုရှာနေတဲ့ restaurant တွေကို recommend လုပ်တဲ့ကိစ္စတွေပြီးရင်ကျွန်တော်ရဲ့ဒီပစ္စည်းပစ္စည်းအားပေါ့နော် product တွေရှာခြင်းနဲ့ဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့အရက် data နဲ့ပတ်သက်တဲ့ဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့ဒီ region နဲ့ပတ်သက်တဲ့ပေါ့နော်ကျွန်တော်တို့ကဒီ ကိုယ့်ရဲ့ Southeast Asia region မှာရှိတဲ့တည်င်းနဲ့ပတ်သက်တဲ့ဟာတွေကို Google ကိုနှီးမျိုးစုံနဲ့ကျွန်တော်တို့မေးလို့ရတဲ့သဘောတရားရှိတယ်ပေါ့နော်အဲ့ဒါတွေကလည်းတကယ်တော့ Google ဒီဒီ ChatGPT ပေါ့နော်လို့ဒီအလွယ်တကူပေါ့နော်ကျွန်တော်တို့ကဒီစကားပြောလေးနဲ့ဗမာလိုအင်္ဂလိပ်လိုပြောလို့ရတဲ့ဒီ AI ကိုထုတ်လုပ်တဲ့နေရာမှာသာ तू ကလက်ဦးမှုသာမရှိလိုက်တာတကယ်တော့ तू Gemini နဲ့ तू catch up လုပ်ဖို့စူးစမ်းနေတယ်ပေါ့နော် Google ရဲ့ဒီ AI research ကြီးဒီသူ့ရဲ့ search algorithm ရှုထောင့်အောင်ကြည့်မယ်ဆိုလို့ရှင်တော့ very strong ဖြစ်တယ်ဒီစဲစုံနှစ်တစ်ခုကျော်သူ design map ကိုလုပ်နေတာပေါ့နော်အဲ့ဒီသဘောတရားရှိတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒီ digital marketing နဲ့ပတ်သက်တဲ့ search engine optimization ပေါ့နော် Google search နဲ့ပတ်သက်တဲ့ marketing ကလည်းဒီ SME တွေရောကျွန်တော်တို့ရဲ့ဒီ corporate လောကမှာဟောမသိမဖြစ်လိုအပ်တဲ့ ဒီအရေးပါအရာရောက်တဲ့ကဏ္ဍတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့မဟာဗျူဟာအရာပေါ့နော် strategic insight လို့ခေါ်တဲ့ဒီ MSME တွေရဲ့ marketing campaign တွေကျွန်တော် hiring process တွေ customer နဲ့ပတ်သက်တဲ့ engagement strategy တွေမှာပါကျွန်တော်တို့ကမသုံးသေးရင်တော့မသုံးသေးရင်တောင်ကျွန်တော်တို့ကမျက်ွယ်မပြူသင်တဲ့ကဏ္ဍတွေမှာပါသလိုကိုကသာထက်တဲ့ပုံဝင်သုံးရတော့မယ်ဆိုလို့ရှိရင်တော့ဒါကိုနှာနှိုင်းချွတ်ချွတ်နဲ့နားလေဖို့သင်တဲ့ကဏ္ဍတွေမှာလည်းပါတယ်ဆိုတာကိုကျွန်တော်အနေနဲ့တင်ပြခြင်းပါတယ် တော့ဒါလေးနဲ့ပဲကျွန်တော်တို့ကအပိုင်းနှစ်ကိုကျွန်တော်တို့ဒီမှာပဲလက်ဆက်တက်လိုက်ပါမယ်တတိယအပိုင်းမှာတော့ကျွန်တော်တို့ကဒီ MSME တွေအနေနဲ့ AI ကိုကိုယ့်ရဲ့ကိစ္စအဝဝမှာပေါ့နော်ကဏ္ဍလေးတွေခွဲပြီးတော့ဘလို့ကင်တွယ်ပြီးတော့အသုံးချလို့ရတယ်ဆိုတာကိုကျွန်တော်တို့ဆက်ပြီးဆွေးနွေးတော့မှာပါကြည့်ရှုတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ